gas ရဲ့ငရေမိပါတဲ့ဓာတ်နဲ့တိုက်ခိုက်မှုကြောင့်ဟန်ချက်ပြက်ပြီးပြုတ်ကျသွားတဲ့ driver က garuda လို့အော်ရင်းနဲ့သူထိန်းချုပ်တဲ့စီးတော်ရင်ငှက်ကြီးကိုခေါ်လိုက်ပါတယ် gas ကတော့တိုက်ခိုက်ပြီးရဲ့နောက်ရေထဲကိုပြုတ်ကျသွားပါတယ် gas မြန်မြန်လို့ရအောင်ဒီအာမောင်းအချာကြီးဝှထားလို့မကောင်းဘူးဆိုပြီးရှီဝီခီကပြောပြီးမဲ့ gas ကတော့ငါအသားကျနေပါပြီလို့ပြန်ပြောလိုက်ပါတယ်ရေထဲက gas ကိုဆက်ပြီးကိုကပြင်ချက်တစ်ခုပေါ်ဆွဲတင်ရင်းနဲ့အဲ့ဘိုးတော်ကတော်တော်ကြမ်းတာပဲဘာပဲဖြစ်ဖြစ်မွေရတော့ကိစ္စတုံးသွားပြီလို့ပြောလိုက်ပါတယ် ဒိုင်ဘာရောသူရှုံးသွားတော့မယုံနိုင်ဖြစ်ပြီးငါရှုံးသွားရတယ်လို့ကွာအဲ့ကောင်ကြီးဒါလောက်အန်ဒီများတဲ့စပယ်သုံးမယ်လို့မထင်ထားဘူးငါအကြမ်းဆုံးမော်စရာဖြစ်ရမယ်ငါအိမ်မက်ကိုဒီနေရာမှာ ပြက်စီးမခံနိုင်ဘူးဆိုပြီးဒိုင်ဘာမကြည်မနဲ့နဲ့ရည်ရွယ်နေတော့မှမင်းအမားလုလိုက်ပြီးဒိုင်ဘာဆိုတဲ့တန်နဲ့တူပတ်ဝန်းကျင်တဝိုက် နေရာနဲ့မှရှိရင်မြူကိုးတွေစုပြီးကောင်းငင်မှာအေယာမှလူမျက်နှာကြီးတစ်ခုပေါ်လာတော့အားလုံးမြင်လိုက်ရပါတယ်ကြံတဲ့ကောင်တွေလန့်နေပြီမေ gas car ကို apostate ဆိုတော့ချက်ချင်းတိလိုက်ပါတယ် မင်းကဆောက်ရှက်မရှိဘူးတိုက်ပေါ့မင်းကြောင့်ငါတက်သားတွေတရိတ်ဆိုင်တွေအများကြီးဆုံးရှုံးရရုံနဲ့မကောက်ဘူးအခုခွန်တလီနီးပါတည်သွားခဲ့ရပြီကွာလို့မျက်နာကြီးနဲ့အပေါ်စတရာပြောလိုက်ပါရဲ့နေပေါင်းရှင်မီတောင်းမှန်ပါရဲ့ကျွန်တော်တို့ထိန်းချုပ်သူမော်ဆရာကြီးကြံသေးရဲ့လေအခြေအနေစိုးသွားတာသိပါရဲ့ဒါပေမဲ့ကြံနေသေးရဲ့တက်တွေကိုစုလိုက်မယ်ဆိုရင်ပြန်တိုက်ခိုက်နိုင်မှာပါဆိုပြီးဒိုင်ဘာပြောနေတယ်စကားမဆုံးခင်မှာပဲအပေါ်စတရာမူချိုးနဲ့သူ့လူကိုသူပစ်ချလိုက်ပါရဲ့မင်းကကြာရှုံးသွားပြီနောက်ဆုတ်စမ်း ပထမဆုံးအနေနဲ့ငါမင်းတို့ကိုထင်ကြီးမိတယ်အထူးသဖြင့်ဝိယုံအနက်နဲ့ဒါသမားကိုပဲငါရဲ့နောက်လိုက်မွန်စတာတဲ့အများကြီးခြေမုန်းနိုင်ခဲ့တယ်ပြီးတော့မင်းစီမှာငါတို့လူဝိညာဉ်လောကသားတွေနဲ့ကြီးမားတဲ့ဆက်နွယ်မှုရှိရကိုခံစားမိတယ်မင်းကငါရဲ့မဟာယန်သူတိုင်းငယ်ရဲ့နောက်လိုက်လာဆိုပြီးကုရှန်အီခရစ်အပေါ်စတယ်တကောင်ဖြစ်တဲ့ကန်နီရှ်ကအဲ့လိုပြောလိုက်တော့ gas နည်းနည်းကြောင်သွားပါရဲ့အပေါ်စတယ်ဆိုကြတဲ့ဟာ gas ကဒီကောက်အောင်လဲ graphite တို့နဲ့တကြိတ်တည်းညံနေပဲတပွဲတည်းပဲလို့ထင်ထားတာပါ ကန်နစ်ကာဆက်ပြီးမင်းတို့ငါကိုရိုင်တက်မယ်လို့ပြောလိုက်ပြီးဂတ်နဲ့ဆပ်ပီကိုရှိအောင်မူချိုးပစ်ချလိုက်ပေမဲ့ဆပ်ပီကိုကလေဒါလေဝိယုံစွမ်းနေနဲ့ကားလိုက်တာကြောင့်အပြော့သွားပြီးခန္ဓာကိုအနှဲငယ်ထုံကျင်သွားတာကိုပဲခံစားလိုက်ရပါတယ်မင်းတို့ကောင်းနေကငါအစွမ်းကိုခံနိုင်ရှိနေတာပေါ့ဆိုပြီးထပ်ပစ်ချလိုက်တော့ဂတ်နဲ့ဆပ်ပီကိုတို့လူစုခွဲရင်ပက်ရှောင်ဖို့ကြိုးစားပါတယ်ဒိုင်ဘာကတော့မလွတ်မြောက်နိုင်ဘူးဘယ်လူသားဘယ်တော်ဘယ်အရာမှမူချိုးတဲ့မြန်အောင်မလှုပ်ရှားနိုင်ဘူးလို့ပြောလိုက်ပြီး တကယ်လဲ gas တို့လွတ်အောင်မရှောင်နိုင်မေကန်နစ်ကာရဲ့မူဂျိုတန်ကိုအသေးအံခန်းစားလိုက်ရပါတယ်မူဂျိုထိသွားတာနဲ့ gas ရဲ့ဂုတ်ပေါ်ကရှီဝီခီရဲ့ဝိညာဉ်ကလွတ်ထွက်သွားပြီးမူလခန္ဓာကိုယ်စီပြန်ရောက်သွားပါတယ် gas တယောက်လည်းအတော်ထိနာသွားပြီးဘာဆောက်အာမိုတော်ပြန်ရောက်သိမ်းသွားပါတယ်ဘာလဲဟာငါရဲ့မူဂျိုနဲ့နှစ်ခါပြစ်ချခံရတာတော့မင်းကအသက်ရှင်နေသေးတာလားတော်တော်အသက်ပြင်းနေကောင်းမယ်စိတ်မပူပါနဲ့မင်းဘလောက်ပဲတောင့်ခံနိုင်ပါစေမသိမချင်းတတ်ပေးမယ်ဆိုပြီး ်ချိနေနေတဲ့ gas ကိုအားပြည့်နဲ့မူချိုးတစ်ချက်ထပ်ပစ်လိုက်ပေါ်တယ်။တန်ရီအများကြီးရထားတဲ့ gas တရားကိုမူချိုးထပ်ပစ်ခံရတော့အားလုံးကသွားပြီဆိုပြီး gas ကိုစိတ်ပူနေပါတယ်။ဒါပေမဲ့မူချိုးပစ်ထားတဲ့မြူကိုးတွေကြားရတဲ့ကနေအတန်တန်ထွက်လာပါတယ်။ကြည့်ရတာတော့ငါကြားဘူးတဲ့စကားကမှန်နေပုံပဲ။မိုးကြိုးကမြင့်တဲ့နေရာတွေကိုပဲပစ်တယ်ဆိုတဲ့စကားလေးဆိုပြီး gas တယောက် Kanish ကရဲ့မိုးကြိုးသူ့ Dragon Slayer ဓာကြီးနဲ့ထောင်ပြီးကလိုက်တာဖြစ်ကြောင်းအားလုံးသိသွားပါရဲ့ Kanish ကအံ့ဩသွားပြီး ငါမူချူကအဖော့စတဲကောင်းနေရတော့တစ်ချက်ထဲနဲ့မီးလောင်သေးစေတဲ့အထိစွန့်အားပြင်းနေတော့ဒါပေမဲ့မင်းကတော့ခုထိတက်ရှင်နေသေးတယ်မင်းတာမန်လူတယောက်မဖြစ်နိုင်ဘူးငါထင်တဲ့အတိုင်မင်းကတိတ်ငဲ့ရဲ့နောက်လိုက်ခေါင်းဆောင်တယောက်မလားဆိုပြီးကန်နစ်ကာကမေးလိုက်တော့ gas အတော်ရောသားထွက်သွားပါရဲ့တိတ်ငဲ့ရဲ့နောက်လိုက်ခေါင်းဆောင်ဟုတ်လားမင်းဆောက်ဟာသားရေလာပြောနေရပြီပြီးတော့တခါရေးပြောလိုက်မယ်ငါလူသားကွာအသွေးအသားရိုးရင်းချင်စီရဲ့အထိတခုမကြမ်းလူအစိတ်ပိုင်းနေကြည့်ပဲလူသားစစ်စစ်ကွာမေးလူရဲ့ မင်းတို့လို့စောက်ပေါ်မကောင်းဆိုးွားရင်ငါ့ကိုတန်းလာမညင်းနဲ့ဆိုပြီးဂန်နစ်ကောက်တဲကြည့်ရင်ဖျက်လိုက်ပါလေဒါဆိုရင်ဒါဆိုရင်မင်းကငါသိပြီစတိကံကောင်းမေးအမှတ်သားနဲ့စတိကံကောင်းဆိုတာမင်းမလားအံ့ဩစရာပဲစတိကံကောင်းကအသက်ဆက်ရှင်နေနိုင်တာငါအခုမှပဲတွေ့ဘူးလေငါမှမင်းအတွက်ကမ်းလန်းစရာတခုရှိတယ်ငါနဲ့ပူပေါင်းပါမင်းကရတက်ဖွဲ့တဲ့ဝင်မလားဆိုပြီးဂန်နစ်ကပြောတော့ကက်စီယိုကျန်တဲ့သူတွေရောအကုန်ကြောင်တောင်တောင်ဖြစ်သွားပါတယ် ဒိုင်ဗာပြပြတလဲနေနေပေါင်းရှင်မီဒီကန်လန်းချက်ကမတင့်တော်ပါဘူးဆိုပြီးဝင်းအားချောင်နေတော့မှစကားကိုဆုံးအောင်ပြောကုန်မပြီးပဲမူဂျိုလီတချောင်ပြစ်ကျွေးလိုက်ပါတယ်ကန်နစ်ကဂက်စ်ဘက်ကိုလှည့်ပြီးသူ့စကားကိုဆက်ပါတယ်အခုကဘာပေါ်မှာရှိရအဖို့စတေအားလုံးကတိုင်းငယ်ရဲ့လက်အောက်မှာစုယုံခုဝင်နေကြတယ်မင်းလေပင်ကအမှတ်သားကိုလည်းတိုင်းငယ်ပဲပေးခဲ့ရမှလားဘသူမှမလွတ်မြောက်နိုင်တဲ့နေချက်ရှင်စတေးပွဲကြီးကနေလွတ်မြောက်အောင်ရုန်းကန်နိုင်တဲ့ဒီစိတ်သက်ပြင်းတဲ့သူတယောက်ပဲငါမင်းကိုသဘောကျတယ် မင်းရဲ့အမုံတရားမင်းရဲ့အညို့တီးမင်းရဲ့ဒေါသမင်းရဲ့ယူသွမှုတွေကအံ့ဩလောက်စရာပဲငါဟာကြီးမြတ်တဲ့အုပ်ချုပ်သူတယောက်ပဲငါရဲ့နောက်လိုက်တွေကိုလာထိရင်ခေါရီပဲဖြစ်နေပါစေဖြက်စည်းပြက်လက်စားချေပြက်မယ်တင်းငတ်ပေါ်မှာမုံတီးနေတဲ့မင်းရဲ့အမုံတရားတွေပြည့်နေစီစဉ်နေတဲ့သွေးတွေကပွက်ပွက်ဆူနေမှာပဲငါရဲ့စစ်တပ်အင်အားကိုပါမင်းအတွက်သုံးချပြီးတင်းငတ်နဲ့သူ့နောက်လိုက်တွေကိုမင်းရဲ့အမုံသွေးရည်တွေကိုဆွဲနှစ်ပြက်လိုက်စမ်းပါမင်းအခုချိန်ထိအသက်ရှင်ရုန်းကန်နေသေးရဲ့အဲ့အကြောင်းကြောင့် အဲ့ရည်ရွယ်ချက်ကြောင့်မဟုတ်လားဆိုပြီး Ganesh က Gas ရဲ့သဘောထားစိတ်နေစိတ်ထားတွေကိုပါလုံးဝတိတိကျကျပြောပြလိုက်ပါရဲ့အားလုံးလည်းပြောစကားတွေကြားရမှမျောနေရင် Gas ကလည်း Givena တက်မိနေကြပါရဲ့ Gas က True တော့ True စမ်းသားပဲ Goran ကိုဆန့်ကျင်တဲ့ Force တဲ့ရှိမေလို့မထင်ထားဘူးအဲ့တော့မင်းကကိုယ့်သခင်လက်ကိုကိုပြန်ကြိုက်တဲ့ခွေးယူပဲကောင်းတယ်ငါတို့သဘောကျတယ်ဒါပေမဲ့မင်းတိလားပြောရမှာတော့အားနာပါရဲ့ င်းတို့စောက်ပိုးတွေကြားထဲမှာဖြစ်နေတဲ့ပြိပခါတွေကိုငါတစ်စက်မှနည်းနည်းလေးမှကိုတောက်ယူမဆိုင်ဘူးအချားကောင်ပဲရမယ်မင်းမမင်း Emperor မကလို့ဘာကောင်ကြီးပဲဖြစ်နေနေစိတ်မဝင်စားဘူးစောက်အာယုံလာမနောက်နဲ့ဘိုးတော်ဆိုပြီး Gas ကပြန်ပြောလိုက်တော့အားလုံးကြောက်နေကြပြီး Ishiduro ကတော့အဲ့လိုပြန်ပြဲရအောင်သဘောကျနေပါတယ်ဒီကောင်အတွက်တော့ Gas လို့သမျှမိုက်နေတာပါ Ganis ကစိတ်တို့သွားပြီးကောင်းပြီလေဒါဆိုရင်ငါတက်သားရဲ့အသက်အတွက်မင်းအသက်ကိုအစားပြန်ယူရတာပို့ဆိုပြီးထက်ပြင်းဖို့အလုပ်မှာ မြို့တွေကနေအော်ဒန်တွေစုစုညံ့ညံ့နေကြားလိုက်ရပါတယ်ကန်နစ်ကာရဲ့နောက်လိုက်ဒီဇော့လက်ချက်နဲ့တစားစီဖြစ်ကုန်ပြီးတိုင်းငယ်ဖွဲ့တွေက grief ရဲ့နောက်လိုက်အခြား poster တွေလည်းရောက်လာကြပြီးတော့ cushion monster တွေနဲ့တိုက်ခိုက်နေကြတာပါဒီကောင်တွေရောက်လာပြီပေါ့တိုင်းငယ်ရဲ့နောက်လိုက်လုံနေတဲ့စောက်ဖြစ်မရှိတဲ့ကောင်လေးတွေလို့ကန်နစ်ကာကြုံဝါလိုက်ပါတယ်အပေါ်စတရီအားလုံးဟာကန်နစ်ကာစီကိုတိုက်ခိုက်ဖို့ပြန်ဝဲလာကြတော့တော်တော်မိုက်တဲ့ကောင်တွေပဲမီးရဲကိုတိုးခြင်းနဲ့ပိုးဖလံတွေ မင်းတို့ပြာချပေးမယ်ဆိုပြီး Ganesh ကမူဂျိုးကိုလွတ်ထုတ်လိုက်တာ Monster ရဲ့လည်းအတုံယုံပြုတ်ကြကုန်ပါတယ်။တယောက်တည်းဖြစ်နေတဲ့ Gatsby ကို Sapiko ကလာခဲ့ဖို့လုပ်ပေမဲ့မူဂျိုးတွေကြောင့်ရှေ့တိုးမရဖြစ်နေပါတယ်။နောက်ဆုံး Sapiko ငါးစီကိုမလာနဲ့။ငါခဏအနားယူလိုက်ရင်ပြန်လှုပ်ရှားနိုင်တော့မှာ။မင်းဘေးကင်းရအောင်သွားတော့လို့ Gas ကအတင်းပြောတာကြောင့် Sapiko လည်း Gyu Sai ဘူမိုင်းနဲ့နောက်ဆုတ်လိုက်ပါတယ်။ပြောတာပြောလိုက်ပေမဲ့ Gas တယောက်ဒီအတိုင်းဆက်နေရင်ခြေနေမကောင်းဘူးဆိုပြီးတခုခုလုပ်ဖို့စဉ်းစားနေတော့မှာ။ ဟိန်းနိုင်တစ်ခုကိုကြားရလို့လှည့်ကြည့်လိုက်တော့ short ကိုတွေ့လိုက်ရပါတယ်။ albion မှာတော့တွေ့ခဲ့တဲ့ကောင်းကြီးပဲလို့ farnish ရွတ်လိုက်မိပြီး short ကတော့ ganish ကိုတိုက်ခိုက်ဖို့အတွက်ပြေးဝင်သွားပါတယ်။ land တဝက်မှာရင် mojo စားလိုက်ရပြီး short ကလည်းအချင်းမဟုတ်တာကြောင့်နာကျင်ပေမဲ့ mojo တံကိုချိန်မိခံပြီး ganish ကရဲ့ခန္ဓာကိုဇွတ်တိုးဝင်ဖောက်သွားပါတယ်။ဒါပေမဲ့အငွေ့အင်းနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုဖြစ်တာကြောင့် ganish ကဘာမှမဖြစ်ပဲပြန်ဟီးသွားပါတယ်။ လောက်ရှိရဲ့ကောင်ဆိုပြီး Ganesh ကမူဇိုးနဲ့ထက်ပစ်တယ်လို့ Zod ကလည်းနောက်တစ်ခေါက်အန်ဂျိတ်ခံရင် Ganesh ကရဲ့ခန္ဓာကိုထိုးပေါက်ပြီးပြန်ပါတယ် Zod ဘာလို့ဖို့စူးစမ်းနေရလဲဆိုပြီး Gas တွေးနေတော့ Ganesh ကလည်းအငိုက်မိနေတော့မှာ Monster ရဲ့အားလုံးပြန်ဝင်လာပြီးမြူကိုးနဲ့လှုပ်ထားတဲ့ခန္ဓာကိုယ်ကြီးကိုအမဲဝိုင်းဖြတ်ကြသွားတယ်အနိုင်ယူလိုက်နိုင်ပြီလားလို့တွေးနေတော့မှာပဲကန်နိစကာရဲ့ body ကပြန်ပေါ်လာပြီးမင်းတို့ကောင်တွေဘလောက်ပဲစူးစမ်းစူးစမ်းအလကားပဲกว่าဆိုပြီးမိုးချိုးတွေနဲ့လွတ်ထုတ်လိုက်တာအကုန်အီဆိုင်ကုန်ပြီ ဆော့ပါတောက်မခံနိုင်တော့ပဲပြုတ်ကျသွားပါလေပြက်ကြတာမှရိုးရိုးကျတာမဟုတ်ပါဘူး gas ကိုပါတိုက်မိပြီးနှစ်ကောင်စလုံးရေထဲပြုတ်ကျသွားတာပါ britain နဲ့ zio စစ်ချီမလာခင်အချိန်ကို sort ပြန်တွေးနေမိပါလေ granvey နဲ့ lucas တို့နှစ်ယောက်ကတက်မှုစော့စစ်ချီသွားတော့မှမလားကံကောင်းပါစေဒီတစ်ခေါက်တော့ cushion emperor ganish ကသူ့ကိုယ်တိုင်ဝင်တိုက်ခိုက်လိမ့်မယ်ထင်တယ်သူ့ရဲ့ခန္ဓာကိုယ်ကတာမန်တိုက်ခိုက်မှုတွေနဲ့မတက်ရဘူးဆိုပြီးပြောနေမှနေကြပါမိမယ် ဇော့ကာတော့ဘာမှမတွန့်ပြန်ပဲထွက်သွားပါလေသွေးစာနေတဲ့ကျန်တန်းလာပါလေဆိုရယ်အပိုစတေဂျာရဲမှာတော့ဇော့ကာတိုက်ပွဲကိုစလောင်သူတိုက်ခိုက်ရတာကိုပျော်နေတတ်တဲ့သူဆိုပြီးနာမည်ကြီးရယ်ဇော့ဟာအတော်နားလေရခက်တဲ့လျှို့ဝှက်တဲ့သူတယောက်ပဲဆိုပြီးလိုကတ်ကတွေးနေပါလေဇော့ဆက်လျှောက်လာနေရင်လည်းဆိုနီယာနဲ့တွေ့ပြန်ပါလေဆိုနီယာဇော့ရှင်ရွေးချယ်မှုတစ်ခုပြုလုပ်ရလိမ့်မယ်ရှင်ရဲ့အသားကိုခုတ်ခဲ့ပြီးရဲဓာတ်နဲ့ပြန်ချမလား ဒါမှမဟုတ်အဲ့ဒါကိုရှင်းရဲ့လက်နက်အဖြစ်သုံးချမလားယူသွပြီးရိုင်းဆန်မှုလားအမျော်မြင်ရှိရဲ့သုံးချမှုလားဒါမှမဟုတ်တာရဲတကောင်လိုပြုတ်မှုမလားစစ်တီရောတယောက်လိုပြုတ်မှုမလားရှင်ဆုံးဖြတ်ရလိမ့်မယ်အဲ့လိုပဲတစ်ဖက်လူကလည်းရှင်းလိုပဲရွေးချယ်မှုပြုတ်လို့ရလိမ့်မယ်ဆိုပြီးဆိုနီယာကပြောတော့အဲ့တစ်ဖက်လူကဘယ်သူလဲလို့ဇော်ကထပ်မေးလိုက်ပါရဲ့ရှင်လေးစားတဲ့သူတယောက်ပဲဘယ်သူဆိုတော့ကျွန်မဘယ်သိမလဲလို့ဆိုနီယာပြောလိုက်ပါရဲ့အဲ့အချိန်မှာမျိုးရောက်လာပြီး ပုတ်ရဟမင်းနဲ့တွေ့ဖို့ဆူနီယာကိုခေါ်သွားပါတယ်။ဆော့ကတော့ဘာလို့ဆိုလိုမှမသိပဲရက်ကြံနေခဲ့ပါတယ်။ဆော့ရဲ့အသည့်စိတ်တွေဟာပစ်ဆုပ်ပံကိုပြန်ရောက်လာပြီးရေထဲနဲ့နေရာကနေမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါသူ့ဘေးမှာသူနဲ့အတူရေထဲမြုပ်နေတဲ့အနေရောင်သားသမားကိုတွေ့လိုက်ရပါတယ်။ရေနဲ့နေရာကနေကောင်းငင်မှုချက်ချင်းပြန်တက်လာပြီး gas ကလည်းဆော့ရဲ့တောင်ပံကိုဆွဲရင်ကြောကုန်းပေါ်ကနေပါလာပါတယ်။အနေရောင်သားသမားမင်းနဲ့ဒီမှာတွေ့ရမယ်လို့မထင်ထားဘူးလို့ဇော့ကပြောလိုက်ပြီး gas ကလည်း ဆော့မအီလူးကောင်လို့အော်ရင်းနေပုံစံကိုပြင်ပြီးထိုင်လိုက်ပါတယ်။ gas ဒေါ်လာကြီးထွက်နေပြီးအခုချိန်လေဘင်းကိုခုတ်လိုက်ရင်တော့ဒီကောင်သေပြီပဲလို့တွေးနေပါတယ်။ဆော့ကလည်း gas အကြောင်းကိုသိရကြောင်းမင်းငါ့ကိုတက်ချင်နေတဲ့ဒေါ်လာကိုငါခံစားမိနေတယ်။စိတ်လှုပ်ရှားလွန်းလို့ငါခုံမွေးရီတောင်ထောင်လာသလိုပဲလို့မထီတကြီးပြောနေတော့မှ Danish ကမူဂျိုးနဲ့ပြစ်ချလို့ရှောင်ရတင်းရပါတယ်။မင်းမရှက်ဘူးလား။ ကိုကိုကိုတော့မသေးမျိုးစောမသေးမျိုးစောနဲ့ခုံနေပြီအခုကျပက်ပြေးနေရတာပဲလို့ gas ကပြောလိုက်ပါတယ်မင်းမမြင်ဘူးလားအဲ့ကောင်ရဲ့မြူကိုးတွေကိုတိုက်ခိုက်လို့မှမရတာလို့ဇော့ကလည်းမခံပဲပြန်ပြောပါတယ်အဲ့ချိန်မှာရှီဝီကီယာစိတ်ချင်းလမ်းဆက်သွဲလိုက်ပြီး gas ရှင်အဆင်ပြေရလားလို့မေးလိုက်ပါတယ်အေးပြေးပါတယ်ငါတခုမေးမလို့အဲ့ကောင်ရဲ့ခန္ဓာကိုဘယ်လိုတိုက်ခိုက်လို့ရမလဲမော်ဆွမ်းသုံးပြီးတခုခုလုတ်ပေးလို့ရမလားဆိုပြီး gas ကပြန်ပြောလိုက်ပါတယ် သူကရေနဲ့လေ dressing တွေကိုစုစည်းပြီးအဲ့ခန္ဓာကိုယ်ကြီးဖြစ်အောင်ပုံစံယူထားတာဝိညာဉ်ခန္ဓာကိုဖြစ်တာကြောင့်ပါမလက်နဲ့တည်းနဲ့တိုက်ခိုက်လို့မရဘူးဆိုပြီးရှီဝီကီကပြန်ပြောရင် gas နဲ့ရှီဝီကီတို့အပြန်အလှန်ဆက်သွယ်ရင်အလုံးရှုံနေလို့မှာ salt ကရွက်တိုင်တစ်ခုနဲ့တမင်ကပ်ပြန်လိုက်တာကြောင့် gas အသေးတန်ရှောင်လိုက်ရပါတယ်စောက်တောင်းစားလို့ gas ကအော်ဆဲလိုက်ပြီး salt ကလည်းမင်းငါပေါ်ဆင်းတော့ဒီကောင်နဲ့ရှင်းပြီးရင်မင်းနဲ့ငါရဲ့တိုက်ပွဲကိုတည်ရဲ့ထိတိုက်ကြမယ်လို့ပြောလိုက်ပါတယ်ဟုတ်လားမင်းငါ့ကိုစောက်မိတ်လာပေးနေရလား ပြန်စင်းစားဦးမင်းကမူးချိုးပစ်ခံရပြီတရိတ်ဆန်တကောင်လုံးငါစီပြုတ်ကြလာတာမင်းကမှငါ့ကိုလာရှုပ်နေရဲကောင်လို့ပြောရင်းနဲ့ gas က sorry ရဲ့လေပင်းကိုဓာကြီးနဲ့ချိန်ထားလိုက်ပါရဲ့မင်းခေါင်းမပြုတ်ချင်ငါပြောတဲ့အတိုင်းလုပ်ငါပြန်ခိုင်းတဲ့အတိုင်းပြန်မင်းနဲ့ငါ့ရဲ့တိုက်ပွဲကိုအခုခဏရက်ထားလိုက်ပြီးရင်ချမယ်လောလောဆယ်ကိုဒီကောင်ကိုအရင်ရှင်းမယ်လို့ gas ကပြောလိုက်ပါရဲ့မင်းယူနေရလားအဲ့မြူရီကိုဖျက်လို့ရတဲ့အရာမရှိဘူးလို့ငါပြောနေရလေဆိုပြီးဇော့ကအထွန်းတက်တော့ရှာမရှိနဲ့ ငါရအောင်ဖြတ်နိုင်တယ်လူ gas ကပြောတော့ sort တယောက်ဆူနီယာပြောတဲ့စကားတွေကိုပြန်အမှတ်ရသွားပါရဲ့မကြည်မနဲ့နဲ့အန်ဝူကျိတ်ဆုံးဖြတ်ချက်ချလိုက်ရင် ကောင်းပြီလေမင်းပြောတဲ့အတိုင်းလုပ်မယ်အဲ့ကောင်ကိုရအောင်ခုတ်ကြရဖို့ဆိုပြီး sort က gas ပြောတဲ့အတိုင်းညွန့်ပြတဲ့အတိုင်းပြန်တန်းပေးလိုက်ပါရဲ့ gas နဲ့ sort တို့အထူးထူးမဟာမိတ်ဖွဲ့ပြီးတိုက်ခိုက်နေကြတော့အောက်ကအကြောင်းသိရသူတွေအားလုံးအံ့ဩနေကြပါရဲ့ရှီဝီခီယာမော်အစွမ်းနဲ့အားနေချက်ကိုရှာတွေ့သွားပြီး gas သူ့ရဲ့မျက်လုံးနှလုံးကြားနှစ်ဖူးဆက်ကိုတိုက်ခိုက်ပါလို့စိတ်နဲ့လှမ်းပြောလိုက်ပြီးဇော့ကလည်းမျက်ခုံးတစ်ခုချောက်တိုးဝင်ပြီးပြန်ပါတယ်။ဂန်နစ်ကမိုးချိုးနဲ့ပြစ်ချပေမဲ့ဇော့နဲ့ဂက်စတိုကအန်ကျိတ်ခံရင်းနဲ့အတင်းတိုးဝင်ဖောက်ထွက်သွားပါတယ်။မိုးချိုးတန်ကြောင့်ဇော့နဲ့ဂက်စတိုလည်းဆက်မပြန်နိုင်မပြတ်ကျသွားပါတယ်။ဂန်နစ်ကတော့မျက်လုံးနှစ်ခုချောက်မှာအပေါက်ကြီးဖြစ်သွားပြီးအရင်လိုပြန်ဆက်မလာတော့ပဲအငွေ့ပြီးပုံပြက်ရင်းနဲ့ပျောက်ကွယ်သွားပါတယ်။ကန်နစ်ကဝိညာဉ်ခန္ဓာကို X-ray video ထုတ်ပြီးတော့မြူကိုရေဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်နဲ့တိုက်ခိုက်တာပါအခုသူ့အာနေချက်ဖြစ်တဲ့နဖူးကိုတိုက်ခိုက်ခံလိုက်ရတာကြောင့်ဝိညာဉ်ခန္ဓာကိုယ်ကနန်းတော်မှာရှိတဲ့သူ့ခန္ဓာကိုယ်အစစ်စီကိုပြန်ရောက်သွားပါတယ်အစောခံလိုက်ရတာကြောင့်ဒေါသကြီးထွက်နေပြီးမင်းလို့ကောင်းရမယ်ငါ့ကိုဒီလိုလုပ်ရဲတယ်ပို့လို့ရေရွတ်လိုက်ပါတယ် Britannis မြို့ရဲမှာတော့မြူကိုရေပြဲလာပြီးခူရှန်မွန်းစတာကောင်တွေတနည်းအားဖြင့်ဒါခါရီလည်းတက်ဆုံနေကြပါတယ် ခူရှန်စစ်သည်မော်ဤပေါ်မှာလည်းတက်ဆုပ်ဖို့ပြင်နေကြပြီးလူသားခူရှန်စစ်ဘူတယောက်ကမာစတာဒိုင်ဗာကျွန်တော်တို့ဘက်တော်သားဒါကာရီနဲ့ထင်းချုပ်ထားတဲ့ဒရိတ်ဆန်ဒီအားလုံးသင်မော်ပေါ်ရောက်အောင်တက်ဆုပ်လို့မပြီးသေးပါဘူးဆိုပြီးစီရင်ခံတော့ဒိုင်ဗာငါကယူမဆိုင်ဘူးအခုချက်ချင်းတက်ဆုပ်မယ်ကြံခဲ့တဲ့ဒါကာရီနဲ့ဒရိတ်ဆန်ဒီကိုစိတ်ထင်းချုပ်ပြီးသူတို့ကိုသူတို့တတ်တည်ခိုင်းလိုက်ကြရန်သူလက်ထဲကိုအရှင်လက်လက်ရောက်မခံနိုင်ဘူးဒဇဂန်အဖြစ်မခံနိုင်ဘူးလို့ပြောလိုက်ပါရယ်ခူရှန်နေရာရက်ဆက်တာကိုတကယ်ရက်ဆက်တဲ့ကောင်းနေပါ အရှင်မင်းယူထိခိုက်အောင်လုပ်နိုင်တဲ့ကောင်ရှိပါသေးလားဟာဆိုပြီးဒိုင်ဘာရို gas ကိုအံ့ဩသလိုစိတ်လဲစိတ်ဝင်စားသွားပါလေ။ Kanish Kai ရဲ့မူကျူးတန်ကြောင့်ပြုတ်ကျသွားတဲ့ gas ကြီးကို Sapiku ရို့ဖွဲ့ပြေးသွားချိန်မှာ Salt ကြီးကအရင်ထလာပါလေ။ကျန်းလာပါလေဆိုရဲ Apostle Salt တောင်မှာဤစိတ်နေအောင်ခံရတာကြောင့် gas လိုလူသားတယောက်ဘလောက်ထိစုတ်ပြတ်တတ်နေမလဲဆိုတာတွေးကြည့်လို့တောင်ရပါလေ။လဲကြနေတော့မရှိသေးတဲ့ gas ကိုကြည့်ရင် Salt ကဘာဖြစ်တာလဲ။လာလေထဆန်းမှာ။ မင်းမထနိုင်ငါတို့ရဲ့အသေးသက်ပွဲကိုဆက်လို့ရမှာမဟုတ်ဘူးလာစမ်းပါတစစီစုတ်ဖျဲပြီးမင်းကိုငါကိုယ်တိုင်စားပြစ်မယ်လို့ဆော့ကတ်ဖျဲနေတော့ကက်စလိုကောင်ကလည်းမခံပါဘူးတေလူမျောပါချင်နေနဲ့ဓာတ်ကိုစုတ်ရင်တက်မဲ့ဖြက်မဲ့ကြီးနေထရက်လိုက်ပါလေရော့ဒရစ်တိုရီအံ့ဩနေပြီဘလူတော်မတက်ရက်နိုင်နေသေးရလေအသက်ရှင်နေသေးရတော့အံ့ဩစရာကောင်းလာပြီဆိုပြီးတယောက်တစ်ခွန်ထွက်လာကြပါလေဆော့ကတ်ကက်စရဲ့အခြေအနေနဲ့တိုက်ပွဲအနေထားကိုရိမ့်မိသွားပြီး မမြမတဖြစ်နေအောင်နားလေသွားပါရဲ့ငါတို့အတေတက်မဲ့ပွဲကိုနောက်တစ်ခေါက်ပြန်တွေးမှစမယ်နှစ်ကောင်လုံးဆင်းသင်းဖြစ်နေပြီးတွေးတန်ရဲရဲနဲ့အာရဘာရတိုက်ခိုက်နိုင်မဲ့အချိန်ကြမှာမင်းနဲ့ငါတိုက်မယ်ဆိုပြီးဇော့ကပြောလိုက်ပါရဲ့ဇော့ကစစ်တီရောစိတ်ဓာတ်မျိုးရှိပါရဲ့အဲ့အချိန်မှာနောက်လိုက်ရဲ့ poster တကောင်ကကပတိန်ဇော့ तू အနေအောင်ထားသမားမဟုတ်လားဒီကောင်ကကျွန်တော်တို့အပေါ်စတယ်ရဲ့မဟာယန်တူပဲပြီးတော့စတိကံအမှတ်သားလေးရှိရလေး ကျွန်တော်လူသားမစားရတာတော့ကြာနေပြီဆိုပြီးပြောနေတော့တန်လန်းပါရင် short ကဘာဆောက်ဖင်ဝင်ရတာလဲဆိုရထားနေလေဘင်းကောက်ညစ်ပေးလိုက်ပါရယ်ငါတို့ကသိငယ်ရဲ့နောက်လိုက်စစ်သားတွေပဲဒီလိုလာတာစစ်ပွဲအတွက်လာတာသခင်ရဲ့အမင်းကခူရှန်တွေကိုတိုက်ခိုက်ဖို့ပဲမင်းတို့ရဲ့လူဝင်ဆန္ဒတွေတက်မတ်မှုတွေကိုဖြည့်ဆည်းဖို့မဟုတ်ဘူးဒီကိစ္စဒီမှာပဲပြီးပြီဆိုပြီး short ကတက်ပြန်ဆုပ်ဖို့အလုပ်မှာခဏနေပါအောင်ဆိုရဲ gas ရဲ့အတန်ကိုကြားလိုက်ရပါရယ်မင်းတို့အားလုံးဓမ္မရောက်နေရဆိုတော့ဟူကောင်း မင်းတို့ရဲ့တိတ်ငက်ဆိုတဲ့ကောင်ကရောဒီနားမှာရှိလားဆိုပြီး gas ကမေးရော short ကဆူဆူရဲရဲပြန်ကြည့်ရင်ရှိရဆိုရင်မင်းကဘာလို့ချင်လို့လဲဆိုပြီးပြန်မေးလိုက်ပါလေသူရှိနေမင်းကတိုက်ခိုက်မလို့လားငါတို့ရဲ့တခင်ကိုမင်းကတိုက်ခိုက်ချင်တာလားဟမ်အဲ့လိုဆိုရင်တော့ခြေနေကပြောင်းသွားပြီနော်မင်းစုပ်ပြတ်တက်နေတဲ့ queue မဆိုင်ဘူးငါတို့အကုန်လုံးကမင်းကိုအသားစားကြီးတမွာချင်းထွက်သွားတဲ့အထိစုပ်ပြဲပြစ်မှာကွာဆိုပြီးထက်ပြဲလိုက်ပါလေမင်းကစဖက်တုံးကဒီနေရာကိုသဘာဝကျလွန်းလို့ကျွန်တော်တော်တော်သဘောကျပါပါလေ တကယ်လည်းလက်တွေ့ဆန်လွန်းပါ रे အခြေအနေအရလူကြားမကောင်းလို့အားနည်းနေပြီးသား gas ကို zord ကလွတ်ပေးလိုက်ပြီမဲ့ဖင်ရပြီးငါတို့တခင်ကိုလာထည့်ရင်တော့စောက်ခွက်ရိုက်ပြမှာဆိုရဲအထားပါတစ်ဖက်မှာ gas ကလည်းတေလူနီပါဖြစ်နေရတောင်းကြောက်စိတ်ကမဝင်တတ်သေးပဲနိုင်နိုင်ရှုံရှုံတေးရမတေးရငါ queue မဆိုင်ဘူးတေးကြတော့မင်းတို့ကောင်တွေကိုငါမကြောက်ဘူးအရှုံးလည်းမပေးဘူးမရရတဲ့နီးနဲ့စောက်ခွက်ရိုက်မှာဆိုရဲအထားမျိုးပါနှစ်ကောင်လုံးတစ်ဖက်မှာမလျှော့ပဲစူးဆိုက်ကြည့်နေကြပြီးတင်းမာနေတဲ့ချိန်မှာ စပီကိုကဂက်ရှီကိုဝင်ကာလိုက်ပါတယ်ဒီကိစ္စဒီမှရင်ပြီးပြီဂက်စ်ရန်ညိုးတွေထပ်ပိုရေးကြီးရဲ့ရာရှိသေးရသတိရပါဦးမင်ကျူးမဆိုင်တော့ဘူးလားလို့ပြောလိုက်ပြီးအဲရောမှဂက်စ်သူ့လူတွေကိုပြန်ကြည့်ရင်အထူးသဖြင့်ဂက်စ်ကာရဲ့ကြောက်နေတဲ့မျက်နှာလေးကိုမြင်သွားပါတယ်ဂက်စ်ကာရဲ့စိတ်ကြောင့်ဒီနေရာမှာလေစပီကိုတယောက်ဂက်စ်အတွက်ဝင်ရက်တီလိုက်တဲ့ပုံစံကိုကျွန်တော်သဘောကျပါတယ်ဒီကောင်လေဂက်စ်ပေါ်မှာတန်ရုံးစင်ရှိရှာပါတယ်အီရှီတိုရောရော့ဒရိုဆွဲနေတဲ့ကြားကနေအတင်းယုံရင် မေလိုချကျင်နေရလားချမလားဆိုပြီး zolt ကိုလမ်းအောင်ဆဲနေပါရဲ့ဒီကောင်လေး gas နဲ့တူတူလာပါရဲ့အကြောက်လန့်အရောမရှိပါဘူး gas လေစပီကိုစကားကိုနားဝင်သွားပြီး cash ကောင်လေးတနာတာကြောင့်ငါလည်းဒီကိစ္စကိုဒီမာရင်ပြီးပြီမင်းလစ်လိုက်တော့လို့ zolt ကိုထွက်သွားခိုင်းလိုက်ပါရဲ့ ishidoro ကအပေါ်စတယ်ကောင်ကိုလက်ကလေးထောင်လမ်းအောင်ဆဲနေပြီး gas ကတော့ဟိုကောင်ကြီးမရှိတော့တာနဲ့အယုတ်ကျိုးပြက်ချက်ချင်းလဲကျသွားပါရဲ့ gas ရဲ့ခန္ဓာကိုယ်ကဒီတန်ကိုဘယ်လိုမှခံနိုင်မရှိတော့ပါဘူး စိတ်သက်ပြင်းထန်လွန်းလို့သာစောစောကရက်နိုင်နေရပါဟိုကောင်တွေကိုတိုက်ခတ်လို့ဖို့အတွက်သူအားတင်းပြီးမတက်ရက်နေရပဲလို့စပီကိုကရေရွတ်လိုက်ပြီး gas ကိုလေတစ်ခုပေါ်တင် rodrick ရဲ့တင်မိုးစီကိုသွားဖို့လုပ်နေကြပါရယ် farnis ကတော့မီးလောင်နေတဲ့ britain နဲ့စိတ်ကန်းကိုကြည့်ရင်ခဏတာခွဲခွာကြတာပေါ့ဆိုပြီးသူ့အမိနဲ့ဖေကိုစိတ်တဲကနေတိတ်တိတ်လေးနှုတ်ဆက်လိုက်ပါရယ် gas ကိုလှေပေါ်မှာဝိုင်းပြုစုပေးနေကြပြီ gas ကတော့အာယူပြီးမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာ ဟိုးဝေတောင်ကုန်းပေါ်ကနေသူ့ကိုလှမ်းကြည့်နေတဲ့ graphic ကိုမြင်လိုက်ရပါတယ်စိတ်သာရှိပြီမေခန္ဓာကိုယ်ကမစွမ်းဆောင်နိုင်တော့ကြောင်းမျက်လုံးတော့မဖွင့်နိုင်ပဲတတိမေမှောင်ကျသွားပါတယ်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပေးသွားကြပါဦးပြီးတော့ပင်ကွင်းမှာချထားတဲ့ Facebook page ကိုလည်း follow လေးလုပ်ပေးကြပါဦး